စစ်တွေမြို့မှာတည်ရှိတဲ့ပြည်နယ်လွှတ်တော်ကိုစစ်ကောင်မရှင်ကအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဒီလ22ရက်နေ့မနက်ကရခိုင်ပြည်နယ်စစ်ကောင်မရှင်ဝန်ကြီးချုပ်ဦးထိန်လင်းဟာအခုလိုလွှတ်တော်ကိုအကြီးစားပြင်ဆင်မှုတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့စေအုပ်စုပိုင်းမီဒီယာတွေမှာဖော်ပြကြပါဗျ။ဒီလွှတ်တော်အကြီးစားပြင်ဆင်မှုကိုရွေးကောက်ပွဲမတိုင်မီအပြီးဆောင်ရွက်ဖို့စီစဉ်နေတယ်လို့လည်းဆိုထားပါဗျ။ စစ်ကောင်မရှင်ဟာရွေးကောက်ပွဲအပြီးမှာရခိုင်ပြည်နယ်လွှတ်တော်ကိုစတင်နိုင်ရေးအတွက်အခုလိုပြင်ဆင်နေတာလို့လဲစစ်တွေဒေသခံနိုင်ငံရေးလှုပ်ရှားသူတယောက်ကပြောပါရယ်ရခိုင်ခြေစိုက်အနေဆုံးနိုင်ငံရေးပါတီ6ခုကအခုလာမယ့်စစ်အုပ်စုကျင်းပမယ့်ရွေးကောက်ပွဲမှာဝင်းရောက်ရှင်ပြိုင်သွားဖို့အတွက်လှုပ်ရှားဆောင်ရွက်မှုတွေရှိနေကြပြီးအရခတ်တော် AA ကတော့ရွေးကောက်ပွဲဟာရခိုင်လူထုအတွက်ဘာမှအကျိုးမရှိတာကြောင့် AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့တင်ဝင်ကြေညာထားပါတယ် ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦဟာစစ်တွေမြို့ပြင်ရရှမ်းပြည်ကားလမ်းပေါ်မှာတည်ရှိပြီးစစ်တပ်တရင်တွင်လည်းအနီးကပ်တည်ရှိနေတာမို့လုံခြုံရေးအရစိုးရင်ရတဲ့အနေအထားမှရှိနေတယ်လို့သိရပါဗျ။